အားလုံးပဲမင်္ဂလာပါအစ်ဆက်မြန်မာ channel ရနေပြန်လည်ကြိုဆိုလိုက်ပါဒါဆိုရင်ကျွန်တော်တို့ Wagner အပိုင်းနဲ့ Africa တိုက်မှာ Wagner အဖွဲ့ဘယ်လိုပါဝင်ပတ်သက်နေလဲဆိုတော့တွေ့လိုက်အောင် Africa တိုက်တဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့ Central Africa Republic CAR ဒီဘဟု Africa သမ္မတနိုင်ငံကတော့ Wagner အဖွဲ့အောင်မြင်တစ်ခုပါ2018ခုနှစ်မှာဆိုရင်တော့ Central Africa Republic CAR နိုင်ငံနဲ့ရုရှားနိုင်ငံတို့အရင်နှီးဆုံးမဟာမိတ်မိတ်ဆွေတွေပါရုရှားအနေနဲ့ CAR ကိုရုရှားစစ်သားရာခိုင်နှုန်းခန့်ကိုပို့ပေးလိုက်ပါတယ် ဒီလိုရုရှားစစ်သားတွေစီယာနိုင်ငံရောက်လာတာ UN ကိုယ်တိုင်ရောအတည်ပြုပေးထားတဲ့သဘောတူညီမှုတွေထဲကတစ်စိတ်တစ်ပိုင်းပါ UN ကသဘောတူညီမှုပေးထားတာစီယာနိုင်ငံလက်နက်ကိုင်တပ်ဖွဲ့တွေကိုတိုက်ထုတ်ရမှာရုရှားစစ်သားနီးပြားတွေကိုကူညီခွင့်ပေးထားတာပါဒီမြောက်မှာတခုရှိတာရုရှားနေအနေနဲ့စီယာနိုင်ငံလှုပ်ပေးလိုက်တာရုရှားစစ်သားတွေရုရှား Special Force မဟုတ်ဘဲနဲ့ဗဂနာတွေကိုလှုပ်ပေးလိုက်တာပါဖဂနာအဖွဲ့အနေနဲ့ကလည်းသူတို့စီယာနိုင်ငံမှာဖဂနာလို့မခေါ်စီဘဲနဲ့သူတို့အင်စပက်တာနီးပြဆရာလို့ပဲခေါ်ဖို့တောင်းဆိုထားကြပါတယ် ဗကနာအဖွဲ့ဝင်ဖြစ်တဲ့ဗီတာလီပါဖီလက်ကဒီရုရှားလွှတ်လိုက်တဲ့ကွန်ထရာတွေထဲမှာအကြီးအကဲဖြစ်ပြီးတော့စီယာနိုင်ငံရဲ့တမရရဲ့ထိတ်တန်းလုံခြုံရေးအကြံပေးလည်းဖြစ်ပါတယ်။အရင်ကတော့ပါဖီလက်တို့အနေနဲ့ဒီစီယာနိုင်ငံအတွင်းမှာသူတို့လှုပ်ဆောင်တာတွေနဲ့ပတ်သက်ပြီးတော့မီဒီယာတွေကိုချပြဖို့ငင်းပယ်ခဲ့တယ်။ဒါပေမဲ့2022ခုနှစ်ဇန်နဝါရီလမှာတော့မီဒီယာကိုစတင်ပြီးတော့ချပြလာပါတယ်။တကယ်တော့စီယာနိုင်ငံက2022ခုနှစ်တုန်းကဖြစ်ခဲ့တဲ့လူမျိုးရေးစစ်ပွဲကြောင့်နိုင်ငံတစားစီပြည်စည်းယူရင်းနေတာပါ။အဲ့ဒီ2022ခုနှစ်လူမျိုးရေးစစ်ပွဲရဲ့အကျိုးဆက်အနေနဲ့ စိန်နဲ့ရွှေအတွက်ကိုပဲတိုက်ပွဲဝင်နေတဲ့လက်နက်ကင်အဖွဲ့တွေလည်းပေါ်လာခဲ့ပါတယ်။လက်နက်ကင်အဖွဲ့တွေအနေနဲ့စီယာနိုင်ငံလေးပုံသုံးပုံထက်မနည်းကိုဆယ်စုနှစ်တခုကြာထိန်းချုပ်ထားတာပါ။အင်အား15,000ထိကိုရှိတဲ့ EU နဲ့ပြင်သစ်တို့ဟာဒီ Peacekeeper တပ်ဖွဲ့ဝင်တွေကစီယာအစိုးရစစ်တပ်ကိုထွင်းပေးတယ်။ဒီအစိုးရစစ်တပ်ကလက်နက်ကင်တပ်ဖွဲ့တွေကိုပြန်တိုက်တောင်အောင်မှဆုံးရှုံးသွားတဲ့နေမျိုးတွေကိုပြန်မရယူနိုင်သေးပါဘူး။ဒါပေမဲ့ဝကနာတွေရောက်လာပြီးနောက်ပိုင်းနှစ်နှင်းငယ်အတွင်းမှာပဲအစိုးရစစ်တပ်ရဲ့စီးရေးအခြေအနေကတော်တော်ကြီးတိုးတက်လာခဲ့တယ်။ Why now do you think it's important to show people what you're doing here? Это одна из составляющих российского присутствия здесь, присутствия российских инструкторов. Одна из основных составляющих заключается в обучении, в подготовке военнослужащих, работу инструкторов, показать, чем они занимаются, показать их взаимодействие с вооруженными силами Центральноафриканской Республики.

vous avez beaucoup de confiance dans votre nouveau partenaire. Effectivement, mais comme on a vu un progrès. Si y a un gain à bien, မတိမငြိမ်ဖြစ်နေတဲ့တခြားအစိုးရတွေရဲ့အမြင်မှာလဲဖဂနာအဖွဲ့ကပို့ပြီးတော့တရားဝင်ဖြစ်လာခဲ့လေ။အဲ့ဒီအကျိုးဆက်အနေနဲ့ရုရှားအနေနဲ့လည်းအာဖရိကတိုက်မှာသူတို့ရဲ့စစ်သားတွေလွှတ်ပေးဖို့အခွင့်အရေးတွေရလာခဲ့တယ်။၂၀23ခုနှစ်အစောပိုင်းတုန်းကဆိုရင်ဒီလက်နက်ကင်တပ်ဖွဲ့တွေကမြို့တော်ဝိုင်းထားပြီးတော့စီရအစိုးရကိုဖျောက်ချဖို့ကြိုးစားခဲ့တယ်။အဲ့ဒီအချိန်မှာပဲရုရှားနှီးပြတွေနဲ့ဒီစီရအစိုးရစစ်တပ်တွေက လက်နက်ကင်တပ်ဖွဲ့တွေကိုပြန်လည်တွန်းလှန်ပြီးတော့မြို့တော်ကိုပြန်လည်ထိန်းနိုင်ခဲ့တယ်။ဒီမြို့ကိုပြန်ထိန်းတဲ့စစ်စင်ရေးမှာဆိုရင်စီယာတမရဖက်စင်အာခင်းရဲ့ဒီအစိုးရရုံးပြန်လည်သိမ်းပိုက်တဲ့စစ်ပွဲကနာမည်အကြီးဆုံးပါ။အဲ့ဒီနောက်ပိုင်းမှာပဲရုရှားနဲ့စီယာတမရရဲ့ဆက်ဆံရေးတွေကပိုပြီးတော့နှာရှိုင်းလာခဲ့တယ်။စီယာတမရအနေနဲ့လည်းဒီရုရှားရဲ့စစ်သားတွေဖြစ်တဲ့ဒီဗဂနာရီနဲ့သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့တယ်။၂018ခုနှစ်မှာဗဂနာရီစီယာနိုင်ငံဝင်ခဲ့တယ်။နောက်၅နှစ်အကြာ2023ခုနှစ်မှာတော့ a ဆီယာနိုင်ငံအဓိကပတ္တနာဖြစ်ခဲ့တဲ့ပြင်သစ်ကိုရုရှားကကြောတက်သွားခဲ့ပါတယ် Given all of the challenges you're facing what do you say to countries like France like the US who are critical of your military cooperation agreement with Russia Le pays est en danger tout le monde le sait Ma mission c'est de faire en sorte que la paix et la sécurité reviennent On demande à tous les pays amis ceux qui en ont la possibilité de venir nous aider à rétablir la paix So do you think this criticism is unfair then? Je pense on nous aide à retrouver la paix, à retrouver la quiétude pour permettre à notre peuple de se développer et comme tous les autres peuples du monde. What is your own personal relationship? What's your working relationship like with your Russian security advisor? Vitaly, aujourd'hui, est mon conseiller en termes de, 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 de sécurité, justement pour permettre des actions sur le terrain. Il faudrait que qu'on sache exactement ce qui se passe euh, sur le terrain et avec nos forces euh, de, de, de défense. Si un peu de temps, on a eu un peu de temps. 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 On a eu un peu အစိုးရစစ်တပ်ကလည်းတာဝန်ရှိသလိုဖကနာအဖွဲ့ဝင်တွေမှလည်းတာဝန်ရှိပါတယ်။ဒါရင်းနဲ့ပတ်သက်ပြီးတော့တပ်တွေတွေလည်းအများကြီးရှိပါတယ်။စီရအစိုးရစစ်တပ်ကြီးပဲဆိုရင်မှုကင်းယာနဲ့ချီရှိပြီးတော့ဒီဖကနာတွေနဲ့ပတ်သက်ရင်တော့မှုကင်း10နဲ့ချီရှိပါတယ်။အစိုးရစစ်တပ်နဲ့ဖကနာတွေလုပ်ခဲ့တဲ့ဒီရက်ဆက်ကြမ်းကြုတ်မှုတွေကရွေချက်ရှိရှိလုပ်ခဲ့တာပါ။ရဲသားပြည်သူတွေကသူတို့ကိုကြောင်းယုံပြီးမှထိန်းချုပ်နိုင်ရင်လူလူပေါ်အကြမ်းဖက်ခဲ့တယ်။ဒီလိုအကြမ်းဖက်မှုဖြစ်စဉ်တွေကနေပြန်ပြီးတော့လွတ်လာတယ်ပြီးတော့အင်တာဗျူးကိုတက်တည်ရှိတယ်အမျိုးသမီးတယောက်ရဲ့အကြောင်းကိုကျွန်တော်နားထောင်ကြည့်လိုက်အောင် Kennedy ai bin gbazu na ke utala yi utala yi so ita ni ndia so ala yi na gan ala yi na ngumbi ti ala arme ver ala zibo ngwa na kere ti mbi ala fa lengi si besia ti mbi ala yi tuduze mbi jusqu'à mbi wara shop kwe ala bimbi encore ko ala bimbi ka mbi na ngangwa pe mi pe ti tambula pe စီရနိုင်ငံကဒီမြောက်ချောင်းမြေကျေနာပေါ်တဲ့နေရာအရက်သားတွေကိုလည်းပြစ်မှတ်ထားခဲ့ပါသေးတယ်။တကယ်တော့စီရအစိုးရဗကနာတွေဝင်လာကြတဲ့ဟာသူတို့ကိုဒီအခကျင်းဝင်အနေနဲ့ရွှေရင်းနဲ့စိန်တွင်းတွေကိုပေးထားရတာပါ။ဒါမှမဟုတ်ကြီးမားတဲ့ဒီရွှေရင်းစိန်တွင်းတွေပေါ်လာတဲ့အခါကျရင်ဗကနာတွေအဲ့မှာလုတဲ့အလုပ်သမားတွေကိုလည်းဖမ်းဆီးတယ်ဆိုတဲ့ဆက်စပ်မှုတွေလည်းရှိပါတယ်။ဗကနာတွေဗိုလ်မျိုးမှရှိနေတဲ့မိုင်းတွင်းတစ်ခုကိုတင်မဲ့ဖို့စူးစမ်းတဲ့ဖြစ်စဉ်တစ်ခုမှဆိုရင်အတိမအလုပ်လုပ်နေတဲ့ဒေသခံမိုင်းတွင်းလုတာလူသားစင်နဲ့ချီပြီးတော့လည်းတိတ်ဆုံးခဲ့ပါသေးတယ်။နာမောအတိမဲ့ à Rouge, à Laga, à la attaquer la population en Aboyo, à la Faazo, Mingi Mingi, à la Mokumbati Azo, à la Saga, à la Guiada Chiazo, à la Gumbi, à la Pikambi, Kulertala Mouaga, Kulertala Mouaga, Bimbani, Nangalo Vokoni, à la Yu, Pini, à la Ganani, à la Augustini, la saga tatouillage. Yeso si agus, agusi, la saga na liboyo, la billete pono, la za population na pasi, amene a tupu, a la saga shoni. ဘောဂနာရီပေါ်မှာဒီလိုဆွဆွဲမှုတွေရှိတယ်ဆိုပေမဲ့လေစီယာတမရသူ့နိုင်ငံကဒီလက်နက်ကိုင်တပ်ဖွဲ့တွေကိုနှိမ်နှင်းဖို့သူ့နိုင်ငံငင်းချင်းရေးပြန်ရဖို့ပဲအလေးထားခဲ့တယ်။ဘန်ပါရီမြို့ဆိုတာစီယာနိုင်ငံအကြီးဆုံးရွှေရင်းရှိတဲ့မြို့ပါ။

De notre part, je peux vous dire que les instructeurs russes qui sont ici, ils sont toujours de votre côté, ils sont toujours de côté de, de la paix. Grâce à vous, quand même, cette année, ces, 16 ces ans-là, 16 ans quand même, nous souffrons un peu. Même s'il y a des rapages, ce n'est pas vous qui avez provoqué cette crise-là. Il y a des tueries qui se font. Dès lors que, même si on interpelle un individu, on ne doit pas l'exécuter même là où moi je dors, je, je m'inquiète. Je, 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 me, demande, peut-être à n'importe quelle heure, quelqu'un peut venir m'enlever et l'exécuter. je, voilà. je m'excuse, vous parlez de qui, qui qui, peut venir pour vous exécuter Non, non, je ne parle pas de vous, de votre, je parle de sécurité d'ordre général. Parce que quand même, on est en train de régler les problèmes sécuritaires et, et c'est juste pour savoir enfin, qui peut venir pour vous exécuter. Euh... excusez-moi. Monsieur Constance, c'est un avocat, hein? Vous avez vu quand il a fait la pédoirie? ဒီလိုဖြစ်စဉ်တွေရှိတဲ့ဆိုပေမဲ့လည်းပါဖီလက်အပါဝင်ဖဂနာခေါင်းဆောင်တွေကသူတို့ကဒီအရက်သားတွေကိုအကာအကွယ်ပေးရုံလာမကဒီလက်နက်ကိုင်တပ်ဖွဲ့တွေကိုလည်းထိရောက်စွာချေမှုန်းနေတယ်ဆိုပြီးတော့လည်းအခိုင်အမာပြောဆိုနေတော့ပါပါဖီလက်တို့ဖဂနာတွေစီကိုလက်နက်ချထားတဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်အယောက်200ခန့်ရှိပါတယ်တကယ်ကဒီလက်နက်ကိုင်200နဲ့ပါဖီလက်တို့ကတိုက်ပွဲမဖြစ်သေးခင်မှာပဲ哦ဒီလက်နက်ကိုင်တပ်ဖွဲ့ဝင်200သူတို့စံနှုန်းအလျောက်ကိုလက်နက်ချခဲ့တာပါ

Non, non, il m'a dit, j'ai rentré mes armes à Wagner. Et j'ai dit les instructeurs russes. Donc ça, c'est une question pour vous. Parce qu'il y a des t-shirts ici. Qu'est-ce que ça D'accord. Mais j'espère qu'il n'y a pas de problème pour colonel Thierry pour dire ça. Mais il m'a euh, dit... Je pense que si c'est mieux si vous, si vous, enlevez ce texte parce que lui, il peut avoir des problèmes. En à 啊，估计侬都记下来，对。 Вагнер это миф, который был придуман журналистами. На самом деле для нас абсолютно не имеет значения, как вы нас называете. Вы можете нас называть Вагнер, Моцарт, Шуберт, Шопен, Стравинский. Остаемся российскими инструкторами, которые работают в интересах Российской Федерации. To call these instructors Wagner. Существует очень много дезинформации, которая основана на слухах, на сплетнях. Mm, да, мы постоянно получаем информацию из uh, открытых источников, из средств массовой информации. Каждый раз получая данную информацию, мы всегда ведем свое внутреннее расследование. Мы пытаемся перепроверить, потому что... Every time you get a report, you do a local of investigation? Of course. When you've investigated all of these rumors, you haven't found one example where a Russian soldier has behaved badly towards a civilian. Mm -hmm. Not one? Not one. We spoke to two women who said they were raped by white armed men. They described their tattoos very clearly. I'm curious If you've investigated those cases. Жертва должна обращаться в соответствующие органы, должна службы, которые занимаются проведением расследования. Потому что в настоящий момент мы, вы говорите мне, что есть конкретные жертвы, есть конкретные доказательства, только, только суд может установить виновность либо невиновность. И в любом случае, если такие случаи есть, люди должны обращаться в суд. Все остальное это But you know, you've been here long enough to know that very few people have any faith in the justice system here. People hear that when they went to the authorities, then they got killed for sharing their story. So you can't just say to people but, uh, you, you, that you, they should you, you, report this. They're afraid. You, Je, je, je peux dire demain, après votre départ, je peux dire que Julia, Julia m'a violé. C'est difficile de faire un test de it's, it's, it's so difficult, mais

နိုင်ငံခြားအစိုးရစီကနေတင်စားစားရည်လဲဗကနာတွေရတယ်ပြီးတော့ရုရှားအာဏာပိုင်နေစီကနေလဲရန်ပုံငွေတွေရတယ်အစိုးရစစ်လက်နက်ခဲယမ်းတွေကိုလဲရုရှားစီကရနေပါသေးတယ်ရုရှားနိုင်ငံအနေနဲ့ကဒီအာဖရိကနိုင်ငံကိုလွှတ်ထားတာသူတို့ရဲ့ဒီရုရှားစစ်သားတွေရုရှား Special Force တွေဆိုပြီးတော့ပဲပြောနေခဲ့တယ်သူတို့တွေအနေနဲ့ကဒီဗကနာအဖွဲ့တရှိမှုလုံးဝယူငင်းဆိုထားပါတယ်နိုင်ငံခြားအစိုးရရလာတဲ့ဖက်ဆန်တွေကို Precaution ရှေ့ရနေပြီးတော့လက်ခံပေးခဲ့တယ် Precaution ရဲ့နောက်ွယ်မှာဆိုရင်တော့ပူတင်ရှိနေခဲ့ပါတယ် ျွန်တော်သိခဲ့ပြီးတဲ့အတိုင်းပဲဗောဂနာအဖွဲ့က private military company PMC သူကနိုင်ငံတကာစစ်တပ်နဲ့ဆိုင်ရာစာပစ်တွေပေးဖို့ပါတခြားတစ်ဖက်မှာဆိုရင်တော့ရုရှားအစိုးရနာမည်မခံခြင်းတဲ့ကိစ္စတွေကိုဗဂနာကလုပ်ပေးဖို့ရွေချက်ရှိရှိကိုတည်ထောင်ထားတာပါဗဂနာအဖွဲ့ကဒီနိုင်ငံတကာချိတ်ဆက်မှုအပိုင်းမှာဆိုရင် precaution ကဥဆောင်ပြီးတော့ဒီနိုင်ငံတကာအဖွဲ့ကဒီအုပ်ချုပ်ရေးအာဏာရှိရဲ့လူနည်းစုနဲ့ပဲဆက်သွယ်ပါတယ် precaution ဒီလိုနိုင်ငံတကာချိတ်ဆက်မှုအပိုင်းကိုတည်ဆောက်ထားတဲ့ပုံစံမာဖီးယားတွေရဲ့နှဝတ်တည်ဆောက်ထားတဲ့ပုံစံနဲ့တူပါတယ် US နဲ့ UK အစိုးရရဲ့လေးလာသုံးသပ်သူတွေရဲ့ report တွေအရဆိုရင်ဖွန်ကနာအဖွဲ့ရရှိခဲ့တဲ့တရားမဝင်ငွေကြေးတွေကိုခေါ်ဝါချမှုအပိုင်းမှာဆိုရင် precaution ကဒူဘိုင်းကကုမ္ပဏီကနေမှတဆင့်ခေါ်ဝါချတာပါ။ဒါဆိုရင်ကျွန်တော်တို့ဒီဖွန်ကနာအဖွဲ့ကိုပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်ရုရှား Ukraine စစ်ပွဲမှာဆိုရင်ဖွန်ကနာအဖွဲ့ကဝင်ပြီးတော့တိုက်ပေးနေတယ်ပြောနိုင်ငံတကာအထူးသဖြင့်ဒီအာဖရိကတိုက်ကနိုင်ငံတွေမှာဆိုရင်ဗဂနာအဖွဲ့ကဒီစီရေးစားပစ်တွေပေးတယ်။အစိုးရကပေးတဲ့ဒီရွှေတွင်းစိန်တွင်းတွေကြောင့် ဗဂနာအဖွဲ့နဲ့ရုရှားအစိုးရကဒီဖက်ဆန်တွေရတယ်လို့တခြားတစ်ဖွဲ့မှာဆိုရင်လည်းဗဂနာအဖွဲ့ရဲ့ဒီတရားမဝင်ငွေကြေးရတာတွေရှိတယ်။အဲ့ဒီတရားမဝင်ငွေကြေးရတာတွေကိုပရီဂိုရှင်ကငွေကြေးခေါ်အားချပေးနေတယ်။ဗဂနာအဖွဲ့ကိုတီထောင်တော့ကဦးကင်းနဲ့ပရီဂိုရှင်သူတို့နှစ်ယောက်တီထောင်ခဲ့တာပါ။ဒါပေမဲ့အခုချိန်မှာဆိုရင်ပရီဂိုရှင်ကရုရှားအစိုးရနဲ့ဗဂနာအဖွဲ့မှာဘလောက်တောင်အာဏာရှိတာပြီးတော့အရင်ချမ်းသာလာပြီဆိုတာကျွန်တော်သိတာလာပါပြီ။ писалось вот в эту риторику, которую использует сам Пригожин. неудобно. Он говорит о том, что я его создавал, я ее финансировал. На самом деле он не создавал ее. Это совместный проект, государственный проект. Это практически государственный проект, который осуществлял Пригожин и Министерство обороны. За неделю войны в Украине э, весь свой бизнес, он бы за неделю растратил бы это, все свои финансовые возможности. ЧВК «Вагнер» — это часть корпорации Пригожина. Шойгу! Герасимов! где боеприпасы? Посмотрите на них, сука! ဒီနေ့ဗီဒီယိုလေးရောဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆိုရင်တော့ဗဂနာအခွင့်ဘာကြောင့်ကြာရှုံးသွားလဲဗဂနာအခွင့်ဘာကြောင့်ပျက်စီးသွားလဲဆိုတော့ကျွန်တော်ရှင်းဝင်လုပ်ပေးသွားပါမယ်ဒီဗီဒီယိုလေးကနေတခုခုရလိုက်တယ်ဆိုရင်လက်ဟန်ရှင်းဝင်လုပ်ပေးခြင်းအပြင်တခြားလူတွေစီကိုပြန်လည်မျှဝေပေးပါအောင်ကိုမမဝင်အောင်စနေသွားလို့ရတယ်လို့တခြားသိကျင်တဲ့အကြောင်းအရာတွေရှိရင်လည်းကိုမမရေးသွားလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်အားလုံးပဲမင်္ဂလာရှိတဲ့နေ့တွေဖြစ်ပါစေ